passé é apai go ဒီနေ့ຫນွေဒီယူချင်းစရာကောင်းဒီຫນွေဖြစ်တယ် ပျော်စမတ်တွင်ဆရာကောင်းလာပူပြင်းသည်နှွေဖြစ်သည်။နေရလည်းပူသည်၊နေကလည်းပူသည်။အရာရာသည်ရုတ်တရက်ထား၍လောင်ကျွမ်းသွားတော့မလို့ကြွရနေသည်။မနိုင်စားလောက်ခမ်းမှလမ်းကြည့်လေလေ၊နောက်တစ်ဖက်မှထုံရောက်ဖွင့်နေသည်တိုက်လုံးကိုမြင်နိုင်သည်။နေရောင်သည်ထုံဖူးဖေးပေါ်မှကြာရောက်ပြီးပူပြင်းသည်လင်းရောင်များကိုထုံလွန်နေပြီးတည်တော်ရှိသည်။ပရိမှန်တကားမှရောင်ပြန်များရှန်ထွက်လာသည်။မျက်စိကိုချိန်ဆက်စီသည်ဒါမှကား မိဆင်ဆင်ထွန်းလင်းပေးထားသလိုပူနေစေသည်တတရာလန်းတွင် တလဲတုံတရှင်ရှင်ထားနေသည်ထိုးထိုးပူပြင်းတောက်ပါလာသည့်နေရာအောက်တွင်အဆောင်ကမပါဘဲလမ်းလျှောက်လာသောဦးတင်မောင်တန်ကိုမြင်လိုက်ရသောအခါစင်ရအော်နေမိတော်သည်သူ့ကိုလမ်းဖြတ်ကူးလာကစားကားပင်လမ်းမြင်နေရသည်မောပန်းနေပုံလဲရသည်နွမ်းနေနေပုံလဲရသည်ဒီလိုမြင်လိုက်ရတော့လဲကျင်နာမိသလိုရှိသည်ဦးတင်မောင်တန်သည်စင်ထံသို့လာခဲ့ခြင်းပင်ဖြစ်ပါသည် မန္တလေးသို့ထွက်ခွာသွားဖို့လေဆိပ်တွင်ဆုံခဲ့ပြီးနောက်ပထမဆုံးကြိမ်ဆုံခဲ့ခြင်းပင်ဖြစ်ပါသည်ဇင်ကပြုံးဖြင့်ကြိုလိုက်မိသည်မိမိစပွဲရှိတဲ့ကလထိုင်းတွင်နေရာပေးလိုက်သည်ဇင်အော်သွားမိတယ်အခါတိုင်းကဥတ္တမောင်တန်ကားနဲ့လာနေကြမဟုတ်လားအခုလိုပူပူလောလောကြီးမှလမ်းလျှောက်လာတာမြင်ရတော့စိတ်ထဲမှာတမျိုးကြီးပဲအေးတဲရစီရန်ပန်ကားကိုချိန်မြင့်ပေးလိုက်သည်ဥတ္တမောင်တန်ရေထဲမှာငါကိုကုံပေါ်သို့ဆက်တင်ထားသလိုဖြစ်သည် အပူတန်ကြောင်နင်းထီတလို့ရှိနေသည်နှကောင်းနှင်းသာမကပါဇက်ကပါတက်ရှူနေသည်အေးတော့ပါလားရဲ့စင်ဖိတ်ခေါ်မှုကိုသူကခေါင်းငိတ်လက်ခံလိုက်သည်စင်သည်ရုံလူလင်ကိုလိမ်မော်ရင်နှပလင်းနေစမူစာများမှာခံနိုင်ရသည်စင်ဘက်ကပထမဆုံးပြည့်စုံခြင်းပင်ဖြစ်တော်သည်မတော်ကားကောကားကိုသွားမြူဖြစ်သေးဘူးကားပြတ်နေသလားဝက်ရှော့မလားဟွန်းဟွန်းစင်ပေါ်ပြီးအာအာတင်သွားတော့ပြောရရင်ကိုအခုပဲလေးစိတ်ကလာတာအိမ်ကိုမရောက်သေးဘူး လောက်တိုင်းမှာလက်ဆွဲအိတ်ထားပြီးစင်စီအရင်ဝင်လာခဲ့တာစင်းဒီစိတ်ထဲမှာအော်ဥတက်မှာတိုင်ရယ်ဟိုညီလိုက်ပြီးဒီကိုစိတ်ထဲမှာတော့တိတ်ကိုပြင်းပြင်းထန်ထန်ဖြစ်နေမိပြီစင်ကိုမန္တလေးမှာလည်းနေလို့မထီးခဲ့ဘူးတောင်ဝဲလျောက်သာတီးခတ်နေခဲ့ရတာကိုလီစိတ်မှာပြောခဲ့တာနဲ့ပတ်သက်ပြီးစင်ဘလို့သဘောရတယ်လေဆိုတာတိတ်တိချင်နေမိတယ်စင်ဒီအသားရည်ညိုလာကနေငယ်ပိန်သွားတယ်လို့ရှိတော့သူမျက်နာကိုယူနာတက်တယ်လို့စူးစိုက်ကြည့်နေကြည့်နေလိုက်မိသည် ဆင်းဘလို့သဘောရတယ်လဲဆင်းဘလို့မှသဘောမရသေးပါဘူးနားပါအောင်လားဥတင်မောင်တတ်ရဲ့နေရလဲတိတ်ပူလွမ်းမာတယ်ဒီချိန်မှာဒီလိုပူပူလာလာကြောင်းနေခဏမေ့ထားကြရအောင်ပါကိုကတော့စင်းစီကဖြည့်စကားကြရမိုင်း300ကျော်ဝေးရပြည်လာခဲ့ရတာပါစင်းနေနဲ့ဖြည့်ပြီးဖို့တိတ်စောလွန်းနေပါသေးတယ်စင်းရဲ့ဥတင်မောင်တတ်ဒီဆက်ပြတ်သွားရခြင်းကိုဖုံးကွယ်မြနိုင်အောင်ဖြစ်နေသည် စင်းသည်ဖြစ်နိုင်မယ်မထင်ပါဘူးဟုပြောလိုက်ခြင်းသည်ညီစကားဆိုသည်လည်းကြောင်းဝါတွင်တင်ရှိနေသည်သူစင်လည်းတဆုံနေသည်မပြောဖြစ်နိုင်ခင်စင်းရဲ့အင်အားတွေပဲရောက်ကုန်ပြီမသိကိုရှိနေတဲ့ရက်တွေမှာစဉ်စဉ်စားမထားဘူးလားစဉ်းစားပါတယ်စဉ်းစားရလုံးလုံးလဲခေါင်းတွေလည်းပူနေပြီအုံနောက်တွေလည်းခန်းချောင်းရတော့မတက်ပါဘူးအခုဒီဆုံးဖြတ်ချက်မချနိုင်သေးဘူးလားစင်းဆိုပါတော့ပြီးတော့စင်းမှာမရှင်းတာရှိတယ်စင်းတော်မှာဘာလို့ချစ်ချင်ရတာလဲ ဘာလို့လက်ထက်ချင်ရတာလဲဇင်ဟာဇင်ဟာပါလေလို့ကိုအစိုးရကြိုတိခဲ့ပါတယ်ဇင်ကိုချစ်တာလက်ထက်ချင်လို့ဖြစ်မှာပေါ့လက်ထက်ချင်တာကတော့ချစ်လို့ဖြစ်မှာပေါ့တဲ့ကိုတိကျမှန်ကန်တဲ့အပြေပါပဲကလားနော် ပေါ့ပင်ပါကြောင့်တိုက်ရတယ်ဆိုတာမျိုးပဲပြောရင်ဇင်မကြီးချင်ရင်ချင်ရည်လိုက်ဒီတော့သူကလည်းပြုံးလာသည်မှားထားသောလိမ္မော်ရင်များရောက်လာသည်စကားကိုလည်းပြောင်းပြီး မန္တလေးမှာဆုံးပါခဲ့တဲ့သူ့တော်အကြောင်းကိုပြောပြနေသည်လိမ္မော်ရီတပလင်းကုံသားသည်ကိုပြောင်းအောင်မယ်စင်ညနေကျရင်ထထွေကြရအောင်ပါအဲ့ဒီခါမှာတော့ဇင်စီကတိကျပြတ်သားတဲ့အဖြစ်ကိုရလိမ့်မယ်လို့ကိုမျှော်လင့်ပါတယ်ဇင်အဆောင်ကပဲစောင့်နေပါကိုလာခေါ်မယ်ဇင်ဇင်ကိုဆက်ဆက်လာခေါ်မယ်ဆက်ဆက်သာစောင့်နေပါပြောပြီးနောက်စင်းစကားကိုမဆောင်တော့ပဲထိုင်ရမှာရုတ်တရက်ထားသည်နှုတ်ဆက်ပဲထွက်သွားသည် နေပူရှိန်အောက်မှာတန်လျက်တွေကြားမှာရှောက်သွားသောသူကျော်ပြင်ကိုကြည့်စင်ဒီခေါင်းကိုရန်ခါပြစ်လိုက်မိသည်ခတ်တော်ခတ်တာပဲနော်စင်ယူချင်လာပြီတကယ်ကိုယူချင်နေပြီဒီချိန်မှာယူသားခဲ့ရင်ဘလောက်များကောင်းမလဲစင်သာယူမတရားဆိုလင်ဘသူကမှလည်းချင်မမဟုတ်သူချင်နေဒီကိုလည်းစင်ကတည်နိုင်မည်မဟုတ်ဘလောက်များကောင်းလင်မလဲသူပြောလာသည်များစကားတွေကိုရည်လို့ကြီးနေနိုင်မှာပေါ့ခုတော့စင်ဤစိတ်ထားကအကောင်းပကတိ စင်ဒီမိမိကိုယ်ကိုမိမိဒုက္ခတဲ့တရားလို့တွေးထင်မိသည်ဥတ္တမောင်တန်ကိုရိုင်းသည်လည်းစင်စဲဒုက္ခတဲ့ပါပြီကိုနီကိုဟန်နေဒုက္ခတဲ့ကြီးဖြစ်နေကြသည်အဆောင်ပြန်ရောက်တော့စင်ထူးထွေပြင်းစင်မနေတော့ပါရေတဝါချိုးလိုက်သည်သပင်ကိုတာမန်ပင်ထုံဖွဲသည်မျက်နာကိုတဏခါရေကျဲတာလို့သည် ရေမွေးကိုလည်းအနေငယ်သာသုံးသည်အပြာရောင်ဖြော့ဖြော့ဝိဒစုံကိုယူဝစ်လိုက်သည်ဥတ္တမောင်တန်ရောက်လာသည်အထီးတဲမဟုတ် အပားမှာအမိန်လေးတယောက်ပါလာသည်မြေယုံနှင့်ပင်ညိုမာတန်ဟူတည်တာသည်အကြောင်းမူရုပ်ချင်းကဆင်လာ၍ဖြစ်သည်စင်ကြီးစိတ်ဝင်မောင်နှင့်တူမောင်တို့မျိုးတို့ရောက်ရှိသွားရခြင်းကရောက်မှလောင်တို့နှင့်ရင်ဆိုင်ရမည်ထိတ်လန့်ပူပွဲမှုမျိုးပေါ်ပေါလာသည်ကာနီတို့ချင်ကပ်သွားစဉ်ခြေလန်းတို့တုံဆိုင်နေကယင်သည်ခုံနေနေလေသည်ဒါကိုတမီပဲညိုမာတန်ဆိုတာသူပဲဥတ္တမောင်တန်ကမိတ်ဆက်ပေးလိုက်သည်တမီဒါမသက်စင်လဲ ယုတ်တရက်ကြီးတွင်ဥဒေမောင်တန်း၏မျက်နှာကြပုံနှင့်ဆင်လာသောမိန်းကလေးကပေါ်ပါစွာပြုံးလိုက်သည်ပြုံးပုံချင်းကလည်းဆင်တူလာသည်ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်ညမာတန်းကဆိုလိုက်သည်ဂျင်းကတော့ဘာမှမပြောနိုင် လာလေစင်ကားပေါ်တက်ပါသမီးကလမ်းကြုံလိုက်လာတာပါသူတငယ်ချင်းတယောက်အိမ်မှာဆင်းနေရင်မှာပါဇင်းသည်မလုံလဲစွာဖြင့်ကားတွင်းဝင်မြေထိုင်လိုက်ရသည်ညမာတန်းနှင့်ဆုံလိုက်ရသည်ဖြင့်ဇင်းပေါ်ရဲ့ယူချင်းသည် စိတ်ထဲမှာလည်းကြင်ကြန်နေသည်မလုံမလဲလဲရှိနေမိသည်ချင်းမျက်နာသည်ထူအန်းနေမိသည်ဒေါ်သက်စင်ကစင်းရင်ကိုင်နော်တော်လက်ချက်ချာဟန်တူသောညမာတန်းကကားထွက်လာရင်းမိသည်ဟုတ်ပါတယ်မနေ့စောက်ဖဲမှာလောက်ပါတယ်ညမာတော့လေကင်းကနတ်နေကိုတိတ်မုံတာပဲတင်ချာဆိုရင်တိတ်ကြောက်တာပဲကဘာကြီးမှာတနှစ်၃လေးဆိုတော့အရေးအတွက်တယ်လက်ဒီကျူးတော့လောင်ဒီကျူးတော့တနှစ်မှာ365ရက်ရှိတာတော့တနှစ်မှာ24နိုင်ရှိတာတော့စိတ်ညစ်နေမိတယ် နိုင်ရင်ပိုင်းချရတော့ကွန်ပျူတာတော့မရှိရင်တက်ကောင်းမှာပဲလို့ထင်တယ်။ညိုမကလည်းဖေးအတူပဲဇင်ရဲ့တင်ချာကြောက်တယ်နှုပညာသမားပဲ။ဇင်ကတော့တင်ချာသမားမို့လားမသိဘူး။ကနန်းတင်ချာတွေဒါမရှိရင်လူတွေဟာကြောက်ခိကနေဘာတစ်ခုမှတိုးတက်လာမှာမဟုတ်ဘူးလို့ထင်တယ်။ဇေဝေယာကအစအာဃာတတက်တဲ့အထိတင်ချာရှိနေတယ်။ဇင်ကမိမိဘက်မှာကာကွယ်မိတယ်။ဟုတ်မှာပါ။ဒါပေမဲ့ညိုမကကိုဝါသနာမပါတဲ့အကြောင်းကိုဒါပြောတာပါတော့တက်စင်။ညိုမကစိတ်မဆိုးနဲ့နော်။ ။အိုး၊ဘာလို့စိတ်ဆိုးရမှာလဲကွယ်။ညမဆိုလိုတာလောကကြီးမှာကန့်သက်ချက်တွေပညတ်တွေဥဒေတွေမရှိရင်လူတွေဟာပုံပြီးလွတ်လပ်ကြမလားလို့ပါ။တင်ချဆိုတာလူတွေကပညတ်တဲ့ဘာသာရက်တခုမဟုတ်လားယ။မဟုတ်ပါဘူး။တဘာဝကပညတ်ထားတာပါ။ဥပမာဒီကနေ့ကစာပြီးနေထွက်ချိန်ကနောက်တနေ့နေထွက်ချိန်ဆိုရင်ရက်တရက်တက်12နာရီချိန်တိုင်းမှာနေဟာအမြဲမွန်းတက်တယ်။မဟုတ်တော့ဟာနှစ်စဉ်ကြာရောက်ချိန်တိုင်းမှာကြာရောက်တယ်။ လရဲ့ဆွဲငင်အားဟာဒီရဲ့တက်ကြောင်ဖန်တီးတယ်။ကောင်းကင်ကနှက်ခတ်တရားတွေဟာအမှန်ကန်တိုင်းနှိမ့်လေသွားလာနေကြတယ်။ကွဲလဲမှုနယ်ပါရှိပေမဲ့တပတ်လဲတဲ့အခါမှာပုံမှန်ပြန်ဖြစ်သွားတယ်။တဘာဝတရားရဲ့တိကျတဲ့ဖြစ်ပျက်ပြောင်းလဲမှုတွေဟာလူတွေကိုသင်္ချာတက်တင်ပြီးခဲ့တာပဲ။ဒေါ်သက်စင်ပြောတာတိတ်လေးနဲ့တာပဲ။အမှန်ပြောရရင်တော့ညမအဲ့ဒီလောက်ထိနားမလဲပါဘူး။သဘောမပေါက်ပါဘူး။ညမအမှုပါသေးတယ်ကွာ။ဥတင်မအတန်ကဝင်ပြောသည် ညမဝင်ခံပါတယ်တဲ့ဒီလောကကြီးမှာညမတိကျတယ်အများကြီးရှိတယ်ရဲ့နော်ဒါပေါ့ကွယ်ဒါပေါ့ဒီလိုပဲတစားတစားနဲ့တိလာရမှာပေါ့ဟော ရှင်းရဟာရူဘီတို့တိုက်ပဲညမစင်းနေရစ်တော့မယ်ခန်းနှားထဲဝါတော့တိုက်တလုံးရှင်မှာကားထွေးရက်သွားသည်ညမနေရစ်ခဲတော့မယ်တော်တက်စင်နောက်များမှတင်ချာကြောင်ဆက်စူးနေကြသေးတာပေါ့တက်တာနော်ညမသွားမယ်တဲ့ဒီညမအတန်ကားပေါ်မှာဆင်းသွားသည်ဇင်းဒီညမအတန်ကိုဆ ਾਇ ရွေ့ကြည့်နေမိသည် ညိုမာတန်းဤမျက်နာမှာစီဆိုပိုင်းရိုက်မျက်နာဆိုသည့်မျိုးဖြစ်သည်အလွန်ကျွံချေသားထားသည်ရေမွေးကိုမြမြဆဆသုံးထားကြောင်းကားပေါ်တက်စားတဲ့ကသတိပြုမိသည်ဆင်ခဲ့သောသောလက်ဝဲလက်စားတွေကညွန့်နေသည်အင်ဂျင်မှာလဲဟိုက်လွန်းလေလဲဟိုက်လွန်းလာလေသလားထင်သည်ညိုမာတန်းဤလှောက်ရှားပေါ်မှာတွက်လဲလွန်းလာချေသည်ပြီးဟန်ကလွတ်လပ်လွန်းကလူတကာနေရဲ့လွယ်တကူကြွားတဝင်ရှိနိုင်သည့်ပုံစံမျိုးဖြစ်သည် မနေကြိုပြောထားသေးလဲကားထွက်လာတော့အခါစင်မေးမေးသည်ဘာမှကြိုပြောမထားပါဘူးဘာမှကြိုပြောမထားတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒါပေမဲ့ညူမသားကတော့ဇင်အကြောင်းကိုကြိုသိထားသလိုပဲကိုရိုနမ်စင်းသွားရအောင်ဇင်တော့ထမင်းစားခဲ့ပြီးပြီကိုနည်းနည်းပပတောက်ချင်တယ်ခီးပန်းလာလို့ပါစင်ပါမှန်အောင်ပြန်မပြောခဲ့လေတော့ကားဒီပြည်လမ်းမပေါ်မှာပြေးနေသည်ညူမသားအောင်ကြည့်ရတာကားပေါ်မှာစင်ပါလာတဲ့အတွက်ဘလို့မှစိတ်နောက်ချက်မဖြစ်သလိုပဲနော် ကိုပြောတာပဲတမီးကနားလဲလွယ်တယ်မင်းကလေးပါလို့သူ့ဖဖေရဲ့ကားပေါ်မှာဒီလိုပဲမင်းကလေးတွေတယောက်မဟုတ်တယောက်ပါနေကြဖို့သူ့ဘုံမထူးဆန်းတော့ဘူးဆိုပါတော့ဒီတော့လေဦးတင်မောင်တန်းကစင်ကိုဆူဆိုက်ကြည့်လိုက်သည်ကိုကတွေ့ရမင်းကလေးတွေကိုကားပေါ်ကောက်တင်တက်တယ်လူစားမဟုတ်ပါဘူးလက်ရွေးစင်လေးတွေမှာဆိုပါတော့စင်ရဲ့ဘာလို့ကိုနဲ့ရန်ဖြစ်ချင်နေရတာလဲညမမှာနားလဲလဲတဲ့အသိရှိနေတယ်ဆိုတာကအလေးချင်းရနေတာကိုဆိုလိုတာမဟုတ်ပါဘူး သူနဲ့မဆိုင်လာတဲ့ကိစ္စတွေကိုဆက်ဆက်ဆူဆူလုပ်ဖို့မလိုအပ်ဘူးဆိုတာနားလည်နေတာကိုဆိုလိုတာပါ။ဒါဖြင့်ဖအေးနဲ့တမီဖြစ်နေပေမဲ့တီချဘွားနဲ့တီချခံစားချက်တွေကိုစီကုံကရှိနေကြတယ်ပေါ့။ဘွားရဲ့လွတ်လပ်မှုဆိုတာကိုရှာဖွေနေတဲ့ညိုမဟာဖအေးနဲ့တမီဆိုတော့ယဉ်နီးမှုထပ်ပေါ်ပြီးကိုပါကိုချုပ်ချယ်ထားခံရတဲ့ဖြစ်မျိုးဖြစ်ချင်ရမတူပါဘူး။နမ်စင်းစားတော့ဆိုင်တွင်ကားခွေချိုးဝင်လာသည်အခန်းတစ်ခန်းယူလိုက်သည်ကိုဘီယာနဲ့နေပပတောက်မယ်စင်ပါတောက်မယ်လိန်မော်ရေလောက်ပါပဲ ပြီးရာလိမ္မော်ရင်ဖတ်ထုံးနဲ့ကော်ပြန်းကြော်များမှာလိုက်သည်စင်သည်စိတ်မောနေသလုံးကလထိုင်ကြောမီကိုပြောနေစွာမိထိုင်နေလိုက်သည်ကိုဒီတိုင်းနေမသွားနိုင်ဘူးစင်ဘုတ္တမောင်တန်ကစကားစားသည်ဒီတိုင်းဆိုတာဘာလို့ဆိုလိုတာလဲဒီတိုင်းဆိုတာကဇင်းနဲ့စားသောက်ဆိုင်တစ်ခုခုမှာတွေ့ပြီးစကားပြောအချိန်တန်တော့အိမ်ပြန်တယ်လီဖုန်းကနေတစင်ဆက်သွဲဆိုတဲ့ချိန်နေကိုပြောတာပါဒီတိုင်းထပ်ပါများပို့လို့ချင်းသေးတယ်လေစင့်ကိုအတီတကြလက်ထက်ချင်တယ် ဒီစကားကအကြောင်းထက်နေပါပြီ။တက်ပြားတစ်ချက်သာဆိုရင်အဲ့နေလောက်ပြီ။ထက်တယ်လဲလဲပြောရမှာပဲစင်ကိုတကယ်ကိုလက်ထက်ချင်နေပြီ။ဒိုခင်မီမြိုင်ကိုဘလို့လုံမလဲ။ညိုမာတန့်ကိုဘဲသွားထားမလဲ။ကွာရှင်းပြစဲလိုက်ပြီဆိုရင်မြိုင်နဲ့ပတ်သက်တဲ့ကိစ္စကပြီးသွားမှာပဲ။ညိုမာကတော့ရွေရောက်နေပြီဖြစ်တယ်မင်းလေးတယောက်ပဲ။ခုနေခါမှာတော့သူ့ကိုယ်သူထိန်းချောင်းနေနိုင်ပြီ။သူ့ဝါခီကိုသူ့ဘာသာရှောင်းနိုင်နေပြီ။ညိုမာဟာဆစ်ဆက်ပြီးသားဖြစ်နေပြီစင်။လူပီရဲ့ကိုရောဘတ်နေပဲ။ ကြခင်လက်ထပ်ဖြစ်ကြလိမ့်မယ်။ဥတ္တမောင်တန်ဆင်းအောင်တရားခံအလုတ်ခိုင်းနေတာလားဟမ်။ဇင်ဟာဘယ်နည်းနဲ့မှတရားခံဖြစ်မလာစေရပါဘူး။ဇင်ကြောင့်မဟုတ်လဲကိုနဲ့မြိုင်တို့တနေ့မဟုတ်တနေ့ကွာရှင်းပြက်စဲဖြစ်ကြမှာပါပဲ။ဒီလောက်တေချာနေရကဇင်အောင်လက်ထပ်ဖို့ပြောလာတဲ့အထိပြက်ပြက်သားသားဖြစ်နေသေးတာအံ့ဩဖို့ကောင်းတယ်။ဥတ္တမောင်တန်တို့ရဲ့အိမ်ထောင်ရေးဘဝတည်နေတာကြပြီဆိုရင်ဟိုးစောစောပိုင်းကလေးကပြက်ပြက်သားသားဖြစ်နေခဲ့ဖို့ကောင်းတာပေါ့။ ကိုတီးခံဆောင်နေခဲ့တယ်ညိုမအတွက်ပဲညိုမအချိန်အရွယ်ရောက်လာတဲ့အထိကိုဒုက္ခခံခဲ့ရတယ်ဆိုရင်လည်းအမှန်ပဲဒါဖြစ်လဲနေလက်ဆာနဲ့နေလိုက်ပေါ့ရှင်ခုတော့ပြင်မနေနိုင်တော့ဦးစင်ဒီချင်းနေကိုမုန်းတီးတယ်ဒီတိုင်းနေမသွားနိုင်တော့ဘူးခက်တယ်ဈာမစစ်မှာခက်နေတယ်ဘာပဲပြောပြောဒီချိန်မှာမှကွာရှင်းတာတော့ပြည့်စဲတာတော့ဖြစ်လိုက်လူတွေကစင့်ကိုလက်ညှိုးထိုးလာကြတော့မှာပဲမှားထားတော့စားဆရာများရောက်လာသည် စကားစားပြန်ရသည် ဇင်ကဘာစားစရာကိုမှမတူတီခဲ့ဦးတင်မောင်တန်းကတော့ဘီယာတော်မြများကိုတောက်ချလိုက်သည်ဒီမှာဇင်ကို့ဘွားတဲ့ဇင်ရောက်လာတဲ့ကဇင်ဟာကို့အတွက်လူလာအပ်တဲ့မိန်းမတရားဆိုတာကိုရိပ်မိခဲ့တယ်ကိုချစ်ချင်တဲ့ကိုလက်ထက်ချင်တဲ့မိန်းမမျိုးစားဆိုတာသိနေတယ်စိတ်ထဲမှာလိုလိုနေလှုံ့ဆော်တီးရတီးတဲ့အတိမျိုးဒါကြောင့်ဇင်ကိုလက်ထက်ဖို့ဟာကို့အတွက်အရေးအကြီးဆုံးအဓိကအကြဆုံးနဲ့လိုအပ်ဆုံးလို့ဆုံးဖြတ်ပြီးလက်ထက်ခွင့်တောင်းခဲ့တာ ဆင်တို့ဒီတိုင်းနေသွားကြတာပုံမကောင်းလားဒီတိုင်းဆိုတာဒီတိုင်းဆိုတာအခုလိုပဲတွေ့ချင်တဲ့အခါတွေ့ကြတာပေါ့ဆုံချင်တဲ့အခါဆုံကြတာပေါ့ငါပြောချင်တဲ့အခါပြောကြတာပေါ့လူငယ်လူရွယ်တွေတမိစာထားကြသလိုလားချိန်တွေးလိုက်ကြရုပ်ရှင်ကြည့်ပန်းချန်သွားဖိတ်ဆန်ယုံမှာနေကုံအောင်နေဒီလိုဆိုလိုတာလားစင်အဲ့လိုနေဖို့တော့ကကိုတို့ဟာတိတ်ကိုအသက်ကြီးသွားကြပြီဒါမျိုးနေသွားဖို့ဆိုတာကိုတို့အသက်ရွယ်နေမလိုက်ဖက်တော့ဘူး စင်းသည်ဥတ္တမောင်တန်၏မျက်နှာကိုစူးစိုက်ကြည့်လိုက်သည်နေနဲ့စွာမေးလိုက်သည်ဥတ္တမောင်တန်စင်းဟောတကယ်ချစ်သလားယင် တကယ်ရဲ့ဟိုဘက်ကဘာတသိန်းလောက်ချစ်ပါလေစင်းယောက်ျားတွေကအစမှာတော့ဒါမျိုးကြီးပြောတတ်ကြတာပါပဲဩစင်းကကိုယ်ကိုမယုံကြည်ဘူးကိုကိုနားလည်မိပြီစင်းစင်းကြောက်နေတယ်ရှင်စင်းကြောက်နေတယ်စင်းမကြောက်ပါဘူးစင်းကဘာကိုကြောက်ရမှာလဲ စင်ကြောက်နေပါတယ်။ကိုပြောနေတဲ့စကားတွေကိုအပြောင်းအပြက်ချော်လို့ထင်နေသလား။ရှေ့ပိုင်းကဒီလိုပြောပြီးနောက်ကျရင်တမျိုးဖြစ်သွားမှာကြောက်နေတယ်မဟုတ်လား။ညောင်ရီအိုးရီတောက်ပြီးတစ္ဆာဆိုရမလား။လက်မောင်းသေးဖောက်ပြီးတစ္ဆာရီတောက်ရမလား။ဘလို့နီးနေဖြစ်ဖြစ်စင်ကိုပြစ်မသွားဘူးဆိုတာကိုတစ္ဆာဆိုရဲပါလေစင်။ဒါရီမလို့အပ်ပါအောင်အထင်မှန်တန်း။စင်ဟာယောက်ျားပြစ်ခံခဲ့ရတဲ့မိန်းမတစ်ယောက်ပါ။စင်မှာတွေ့ကြုံရှိပြီးသားပါ။ မချစ်လို့ဖြစ်သွားတဲ့တန်းကိုဇင်ခံနိုင်စွမ်းရှိပါတယ်။ဒါအောင်ဇင်မကြောက်ပါဘူး။ဇင်တကယ်တမ်းကြောက်တာကဇင်ကြောင့်မိသားစုတစုရဲ့ဘဝတွေခြေခွဲပျက်စီးသွားမှာဘာပဲ။ဇင်ယုံမလား။ကိုလိုရဲ့မိသားစုဘဝတွေခြေခွဲပျက်စီးခဲ့တာကြာပြီဆိုတာ။မာထောက်ထားမှမရသေးပဲ။ဇင်ဘယ်လိုယုံရမလဲ။ညိုမအောင်မွေးပြေးတဲ့အခါကိုလိုမိသားစုဘဝတာယာရေးတွေပျက်စီးခဲ့တယ်။ခြေခွဲခဲ့တယ်။မြိုင်ဟာညိုမအောင်မွေးဖားပြီးပြီးတဲ့နောက်မှာနောက်ထပ်ကလေးမရနိုင်တော့ဘူး။ ိသားစုတရားရေးစီမံကိန်းတွေပြတ်ခဲ့တယ်။အမှန်တော့ဒီစကားကိုကိုမပြောချင်ဆုံးပဲစဉ်ခုတော့မပြောချင်တဲ့စကားကိုပဲဖွင့်ပြောရတော့မယ်။ကိုနဲ့မြိုင်နဲ့ကြုံဆုံလာခဲ့ရတဲ့အကြောင်းတွေပေါ့။ဒုတိယကဘာစီဖြစ်တော့မြိုင်ရဲ့မိဘတွေကကိုတို့နေထိုင်တဲ့တောရွာလေးကိုရောက်လာတယ်။ဒီအချိန်မှာကိုဟာ၄-၅နှစ်သားလောက်ပဲရှိအောင်ပဲ။မြိုင်ကလည်းကိုနဲ့မသိမ့်မိမ့်ပဲပေါ့။သူတို့တွေကမြို့ပေါ်ကဆန်းဆက်တွေအများကြီးပိုင်နေ။လေရည်အများကြီးပိုင်တဲ့တတိတွေဆိုပါတော့ ကိုမိဘတွေကတော့မြိုင်မိဘတွေရဲ့လေယာသင်ဟင်းကားအဆင့်လောက်ပဲရှိပါတယ်။သူတို့စစ်ပြေးလာတော့ကိုမိဘတွေကကောင်းကောင်းမွန်မွန်လက်ခံတယ်။ကာကွယ်မှုတွေပေးခဲ့တယ်။စစ်ကလာတခြားလုံးမှာမြိုင်တို့မိဘတွေစိတ်ရေးချမ်းသာနဲ့ကိုလိုရမှာခုန်နေနိုင်ကြတယ်။စစ်ပြီးတဲ့အခါမှာသူတို့မျိုးပြန်သွားကြတယ်။ရောင်စုံတောင်းကျမ်းသူတွေထကြွတော့ကိုတို့မိသားစုတွေတောမှမနေနိုင်ကြတော့ဘူး။မြို့ကိုတက်ပြေးလာရတယ်။ဒီတစ်ခါမှာတော့မြိုင်မိဘတွေကတလဲအခုညီပေးကြပြန်တယ်။ကိုเจ้าနေနိုင်တာတယ်။ ဖွဲရနိုင်ခဲ့တာတွေဟာနိုင်မီပါတွေရဲ့ထောက်ပံ့မှုကြောင့်ပဲကျေးဇူးတရားကိုထောက်ထားပြီးလက်ထပ်ခဲ့ရတာမျိုးဆိုပါတော့ဆိုပါတော့စဉ်ဒါမဲ့လူတရားဟာတသက်လုံးကျေးဇူးတွေကိုကုန်းဆက်နေရတာတော့ညီငွေစရာကောင်းနေတယ်ဒေါ်ခင်မေမြိုင်ရဲ့အစိုးမျိုးမျိုးကိုကျေးဇူးတရားထောက်ထားပြီးတီးခန့်နေခဲ့ရတယ်လို့ဆိုလို့ချင်သလားမှန်ပါတယ်ကိုတီးခန့်ခဲ့ရတာအနည်း၂၀ရှိခဲ့ပါပြီကိုပညာတတ်တာသူတို့ကြောင့် ိုလူတလုံးသူတလုံးဖြစ်လာတာသူတို့ကျေစုဆိုတော့ဘေးအမြင်မှာကိုဟာလုပ်ငန်းကြီးတွေလုပ်နေတယ်ဝါသနာပါတဲ့အမှုပညာကိုလုပ်နေနိုင်တယ်ဆိုပေမဲ့ပကတိမှာတော့ကိုဘာမလွတ်လပ်ဘူးနောက်ကျိုးတဲ့အတဲခံနေရတယ်တကယ်တမ်းကိုသူကိုခြုံခဲရပေမဲ့အများရဲ့မြင်မှာတော့မြိုင်တို့ရဲ့လောင်းရဲ့အောက်ကလူသားတရမြိုင်တို့ရဲ့ထမင်းရည်ဒီနာခိုးစားနေရတဲ့လူတယောက်ဖြစ်တယ်မပေါ်နိုင်ခဲ့ဘူးဒါကိုနာကြီးနေခဲ့ရပါတယ်စင် ဇင်းနီတွေ့တွေ့ကလေးတွေ့နေသည်သူစကားတော့ကိုကြားရတော့လေယူနာတက်ရမလို့ရှိနေသည်ဇင်းရှင်းဇင်းကိုကိုပါတောင်ချစ်တယ်လဲဆိုတာသိသလားဇင်းရင်ဖြစ်မပေးမီသူ့ကိုသာငေးကြည့်နေလိုက်မိသည်ဇင်းကိုကိုချစ်မိတာဇင်းကကိုဘွားကိုလှုပ်ရှားရုံကန်နေတဲ့အာမန်ပြေးသွားတဲ့မိန်းမတယောက်ဆိုတာသဘောပေါက်မိတာဆခဲ့တာပဲဇင်းပေါ်ထင်မသေးပဲခုလိုမြင်ဖော်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် ။ဒါဆိုရင်ကိုတို့တယောက်ကိုတယောက်နားလည်နိုင်ကြပြီထင်ပါတယ်။ကိုတို့ဘဝတွေပေါင်းဆက်လို့ရနိုင်လိမ့်မယ်ထင်ပါတယ်စင်။မဟုတ်လားယင်။စင်ဝင်ခံချင်တာရှိပါတယ်ဥတ္တမောင်တန်း။စင်မဥတ္တမောင်တန်းပေါ့။တန်ရောစင်ဖြစ်ရတာတွေရှိပါတယ်။အခုလိုအကြောင်းဆုံးသိရတော့ပုံပြီးတန်ရောစင်ဖြစ်ရတာပေါ့။ဒါဆိုရင်ဘာလို့ကိုတို့ဘာလို့လက်မထက်နိုင်ကြရမှာလဲ။တတိရှိကြမှာစင်။စင်လာတတိတိတ်ကောင်းလာတယ်လို့တော့ပြောချင်ပါဘူးဒါပေမဲ့ ဇင်ဖြစ်ချင်တာတွေဖြစ်လာမယ်ဆိုရင်တော့တတ္တိကိုစူးစမ်းမွေးမြူရမှာပေါ့ဇင်ဘာဖြစ်ချင်တယ်လဲတဇင်နေနဲ့ဥတ္တမတန်တို့ရဲ့အိမ်ထောင်လေးဟာဇင်ပြောကားကြောင့်မဟုတ်ပဲရှင်းရှင်းလင်းလင်းရှိသွားစေချင်တယ်ဒါကိုကိုကတိပေးပါတယ်ဇင်ပြောကားမပါစေရပါဘူးနောက်တစ်ခုကဇင်တို့လက်ထက်ခင်လက်ထက်မှုဟာတရားဝင်ဖြစ်ရမယ်ဇင်သာနံပါတ်1ဖြစ်ရမယ်ဇင်ရဲ့ဘဝနဲ့ဇင်ရဲ့ပတ်ဝန်းကျင်ဘဝတွေကိုအာမခံချက်ပေးနိုင်ရမယ် ဥတ္တမောင်တန်ရင်မျက်ဝန်းများသည်တောက်ပြောင်လာသည်ရှင်လက်လာသည်သူ၏မျက်နာသည်တက်ကြွမှုဖြင့်တွင်ရောင်လန်တက်လာလေသလားထင်ရသည်ဒါရီဟာစင်ဘက်ကလူလားချက်နဲ့တောင်းဆိုချက်တွေအကုန်မဲလားဒီထက်မကတော့ကို့မှာလိုက်လျောနိုင်တာရှိပါသေးတယ်စင်တော်ပါပြီစင်လောပါမကြည့်ပါဘူးစင်လိုချင်တာနည်းနည်းကလေးပါဒါရီကိုကို့အကုန်လိုက်လျောနိုင်တယ်ဆိုရင်ရော စင်ဒီမျက်စိကိုမိတ်လိုက်သည်အန်ကိုချိန်လိုက်သည် ဇင်ဟိတန်ဒီလဲချောင်းမှမဟုတ်ပဲသွားမြကြမှာခရင်စွာတုထွက်သွားသည်ဒါဆိုရင်ဇင်ဟောလက်ထပ်ပါဥတ္တမောင်တန်ရှင် နောက်လာမယ့်ပိုင်းဆက်များကိုလည်းစောင့်မျှော်နားဆင်ပေးကြပါဦး။